ါရှင်။9ရက်9လမှ17ရက်9လ2025တပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကိန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါရဲ့ရှင်။တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာအလုတ်နဲ့ပတ်သက်ပြီးတော့အခက်အခဲတွေတစ်ခုပြီးတစ်ခုကြုံရတတ်တယ်။နောက်ပြီးတော့အလုတ်ကိစ္စမှာလည်းပဲစကားပြောဆိုတဲ့အခါအနေငယ်ပြဿနာလေးတွေရှိတယ်လို့တွေ့ရတယ်။ဒါကြောင့်ပြောဆက်ပါနော်။ တန်မိုးကြီးတို့ပစ္စည်းများထွက်တတ်ပါတယ်အဲ့တော့ထွက်တယ်ဆိုတာကမိမိကအသုံးလိုလိုထွက်သွားရင်တော်ရဲ့အဲ့ဒီလိုမျိုးမဟုတ်ပဲတဲ့ပစ္စည်းတွေပျောက်တာနောက်ပြီးတော့အခိုးခံရတာဒီလိုလေးဖြစ်တတ်ပါတယ်မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့အကူအညီတောက်ပံ့ကောင်းတဲ့ရဖို့ဖြစ်နေပါတယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်များစီစဉ်တကြအစီအစဉ်မှုတွေအရန်ကောင်းနေနောက်တစ်ခုကအိမ်ဝယ်မယ်ဆိုပြီးတော့လုပ်ထားတဲ့ကိစ္စလေးတွေလည်းဝယ်ပြစ်သွားမယ်လို့တွေ့ရပါတယ်။ရှင်မျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဝမ်းနည်းစရာ ထိခိုက်စရာကြည်ကွင်းစရာမျိုးတွေကျွမ်းဝတ်တတ်ပါတယ်။ကျန်အတိုက်ခိုက်ရှိနေတဲ့တတိထားပါတော့မိမိကိုမနာလိုတဲ့သူမိမိကိုပြန်ဆိုင်နေတဲ့သူမိမိကိုတိုက်ခိုက်နေတဲ့သူဒီလိုလေးရှိတဲ့အတွက်ကြောင့်ဘာသာရေးကိုအရင်ကထည့်ပို့ပြီးတော့လုပ်စီချင်ပါလိမ့်အခြေအနေနဲ့ပတ်သက်ပြီးတော့ပြိပခါကြီးဖြစ်တတ်တယ်အဲ့တော့ပြိပခါဆိုတာအစင်မပြေမှုတွေစတိုင်ကြောင့်ဝတ်တတ်တယ်အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့မိမိနဲ့ကြားထဲမှာအထင်ရွေးစရာအကြောင်းတစ်ခုမဟုတ်ဘူးကြောင့်ဝတ်တတ်တယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်ကမိမိအပေါ်မှာ လူလီသေးမရှိမိမိအပေါ်မှာပံမှုပေးတာထောက်ပံ့ပေးတာဒီလူလီတွေ့ရပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရတော့ခရုစိုက်ပါဖြစ်တတ်တဲ့ယောဂဝေဒနာဟာဒူးကောင်းလေအကျောညက်သွားတာဒါမှမဟုတ်ရေလဲခြေထောက်တွေအထိုင်အထမကောင်းတာဒါလေးတွေဖြစ်တတ်ပါရဲ့အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုရင်အလုံးနဲ့ပတ်သက်ပြီးတော့ကိုယ်တည်အလုံးလောက်ရတာအခက်ခဲလေးတွေရှိတယ်ပြဿနာလေးတွေရှိတယ်စကားလေးတွေပြောဆိုနေရတယ်ဒီအတွက်ကြောင့်ပူပန်နေရတယ်ဒါကြောင့်မငြိမ်းချမ်းသေးပါဘူး ကံနဲ့ပတ်သက်ပြီးတော့ကံအားနေပါလေဒုဗိမေထီတူကံဆန်းခြင်းနေဆိုရင်တော့တစ်တလုံးထီတူကံဆန်းလို့ရပါတယ်ဝီကြီးလက်လာပါများပွန်လန်းစီမေတပတ်တာလို့တွေ့ရပါတယ်အမှုနဲ့ပတ်သက်ပြီးတော့ပုံမှန်မှုတွေဂျုံကိုပြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ခရီးသွားမဲ့ကိစ္စတွေပြည်တွင်းမဲ့ဖြစ်ဖြစ်ပြည်ပပဲဖြစ်ဖြစ်ဒီလိုလုပ်ထားတဲ့ကိစ္စရဲ့မှန်သမျှခရီးနဲ့ပတ်သက်တဲ့ကိစ္စရဲ့မှန်သမျှအစီအပြေစီတဲ့အောင်မြင်စီတဲ့ချောမွေ့စီတဲ့လို့တွေ့ရပါတယ်ဒီတော့တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတို့ရဲ့ ကံထောက်ပံ့ဖြစ်စီတဲ့ယရိယာကောင်းလေးဆရာမပေးချင်ပါတယ်။တနင်္ဂနွေသားသမီးချမိဆွေပြုလုပ်ဆောင်ရမယ့်ယရိယာကဘယ်ညက်မစုံနှက်ငါးကောင်လှုပ်ပေးပြီးတော့မိမိခက်ခဲနေတဲ့အရာတွေအလုံးကိုစီပီအောင်မြင်သွားမယ်လို့တွေးရပါတယ်ရှင်။မင်္ဂလာပါရှင်။ငားရဲ့ငားလာမှာ17ရက်ငားလာ2025တပတ်တာတနင်္ဂနွေသားသမီးချမိဆွေရဲ့အလုပ်ကိန်းကဒီစတင်ဟောပြောပေးမှာဖြစ်ပါတယ်ရှင်။ ။ဒီနေ့မှာသာသမီချင်းမိတ်ဆွေအတုနဲ့ပတ်သက်ပြီးတော့အင်မတန်မှကံအားကောင်းနေပါတယ်။မိမိပြောဆိုတဲ့အတိုင်းမိမိလုပ်ချင်တဲ့ဆန္ဒအတိုင်းလုပ်ငန်းကိစ္စအဝဝအောင်မြင်စေမဲ့တပတ်တာလို့မြင်ပါတယ်။ရောင်းရင်းဝယ်ရအဖျားပြားဆိုရင်လည်းရောင်းပန်းဝယ်ပန်းဒီပွင့်လန်းစေမဲ့တပတ်တာပါ။တမိုးကြီးရဲ့ပစ္စည်းတွေထွက်တတ်ပါတယ်။ဒါကတော့မိမိအနေနဲ့အိမ်ရောင်းချင်တာ။တမိုးမို့ရင်ရောင်းချင်တာ။တမိုးမို့ရင်ခြံဝိုင်းတွေရောင်းချင်တာ။တမိုးမို့ကားရောင်းချင်တာ။ဒီလိုမျိုးတမိုးကြီးရဲ့ပစ္စည်းကိုရောင်းထွက်စီလို့တွေ့ရပါတယ်။ မိတ်ဆွေပေါင်းစပ်နဲ့ပတ်သက်ပြီးတော့အကူအညီမှုတွေထောက်ပံ့မှုတွေပံ့ပိုးမှုတွေရရှိစေမယ့်တပတ်တာပါအိမ်နဲ့ပတ်သက်ရင်တော့အရင်စိတ်ရှုပ်နေရပါလိမ့်မယ်။အိမ်ပေါ်မှာစိတ်တိုင်းနေကြတာအိမ်ကလည်းပြပြပြောရင်လက်မခံတာမျိုးတွေဖြစ်တတ်ပါရဲ့။ဆွေမျိုးသားချင်းစီကပထမတည်းအကူအညီထောက်ပံ့ကောင်းတွေရဖို့ရှိနေပါလိမ့်။ရဲအနေနဲ့တိုက်ခိုက်လုံးဝလုံးဝမတွေ့ရပါဘူးရှင်။ အခြေအနေပတ်သက်ပြီးတော့မျက်နှာအင်တန်ပွင့်နေတယ်လူရှိလူခင်ပေါ်နေတယ်ချစ်သူရှိနေတဲ့သူဆိုရင်တော့ပြဿနာရှိတာပေါ့နော်ချစ်သူရှိနေပါလျက်နေအခြားသူတွေရဲ့စိတ်ဝင်စားခြင်းကိုခံရတတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်ကမိမိအပေါ်မှာငွေကြီးတော်၎င်းလုပ်ငန်းကိစ္စတော်၎င်းဒီလိုအချက်အညံကောင်းလေးတွေအပြည့်အဝပေးလာမယ့်တွေ့ရပါတယ် တမ်းမာရီနဲ့ပတ်သက်ရေးစိုးကြိုးလုံးဝမရှိပါဘူးရှင်။ယခင်ကနေ့ကတမ်းမာရီယောဂဝေဒနာခံစားနေရတဲ့တနင်္လာသားသမီးချစ်မိတ်ဆွေဆိုရင်ဒီတစ်ပတ်မှာအနာနယ်ဆေးနဲ့တွေ့ပြီ။ဆရာကောင်းသမားကောင်းတွေ့ပါပြီ။စိတ်ကူးတာမှုအောင်မြင်စေမဲ့တစ်ပတ်တာလို့မြင်ပါတယ်။ အေးချမ်းချင်းငြင်းချမ်းချင်းတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့မိမိတီဘာလေးပဲလှုပ်လိုက်လှုပ်လိုက်ကိုလုံးရတဲ့ကိစ္စလေးတွေမှာအခက်ခဲလေးတွေချမ်းရနေပြီးတော့မှရင်ဆိုင်ကြုံတော့ရမယ့်ကိစ္စလေးရှိတဲ့အတွက်ကြောင့်မအေးချမ်းသေးလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအလိုကောင်းနေပါတယ်။ထီတို့ကံဆက်မယ်ဆိုရင်တော့6တလုံးထီတို့ကံဆက်လို့ရပါတယ်။ဝင်လာတော့ဝီကြီးတွေမိမိလက်ထဲမှာဆိုရင်အဖက်မတည်တတ်ဘူးဒါကြောင့်မိမိကတကယ်လုံးချုံစိတ်ချရတဲ့နေရာတွေမှာထားမယ်ဆိုရင်ပုံပြီးတော့မှအဆင်ပြေပါတယ် အမှုနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါစိုးရတဲ့ပူပန်မှုမျိုးတော့မတွေ့ရဘူးဒါပေမဲ့ကိုလှုပ်ရတဲ့ကိစ္စလေးတွေကိုပြုံးရတဲ့ကိစ္စလေးတွေဆိုရင်တစ်ကြိမ်တစ်ခါတည်းနဲ့မပြီးပဲနဲ့နှစ်ကြိမ်နှစ်ခါပြောဆိုရတာမျိုးလေးတော့ကျွမ်းဝတ်တပါတယ်ဒီတော့တနေ့မှာသားသမီးချင်းမိတ်ဆွေတို့ကံထောက်ဖက်ဖြစ်စေတဲ့ရေရရာကောင်းကြီးဆရာမပေးချင်ပါတယ်တနေ့မှာသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရေရရာက တန်ဃာတော်ကိုနန်းကြီးသုံးလူတန်းချင်းဖြင့်ဆုံးလောင်းလူချင်းဖြင့်မိမိခက်ခဲနေသော တပတ်တာပြည်လည်သွားမိတ်လူတွေ့ရပါလေရှင်။၅ရက်၅လမှ၁၇ရက်၅လတပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့လောက်ကန်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါလေရှင်။အင်္ဂါသားသမီးချင်းမိတ်ဆွေအလောက်ကန်ဒီအရန်ကောင်းနေ အလုံနဲ့ပတ်သက်ပြီးတော့နေရာကောင်းတွေလည်းရတဲ့တင်အယောင်းဝယ်နဲ့ပတ်သက်ပြီးဆိုရင်လည်းရောင်းမဝယ်ပိုင်းတွေပွင့်လန်းစီတွေမိမိကဘာလေးပဲရောင်းလဲရောင်းလိုက်အယောင်းဝယ်ကောင်းတွေပဲတပတ်တာလို့တွေ့ရပါတယ်တန်ဖိုးကြီးသောပစ္စည်းများဝင်လာဖို့ရှိနေပါတယ်မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အကူအညီကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိနေတယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စသင်တန်းနဲ့ပတ်သက်တဲ့ကိစ္စတွေအလွန်ကောင်းနေပါတယ်စီမူသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ရှုပ်စရာ၊စိတ်ညစ်စရာတစ်ခုပြီးတစ်ခုကြုံရတတ်ပါတယ်။ ရန်အန်ဒီရေဆူဆူဝါမရှိပါဘူးရှင်မိမိကအချစ်သူခင်သူတွေပေါ်နေတဲ့တပတ်တာလို့လည်းမြင်ပါတယ်အချီအင်းနဲ့ပတ်သက်ပြီးတော့အေးနေမယ်ရေးနေမယ်အေးစစ်စစ်လေးဖြတ်တန်းနေရမယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်အလူတန်းလေးတွေဒေတာစုလိုက်လုံဆောင်နေရတာမျိုးကြုံတွေ့ရမှာပဲဖြစ်ပါတယ်ကျမရင်းနဲ့ပတ်သက်ရင်တော့အဆိုးကျိုးမရှိဘူးသို့ပေမဲ့အေးအေးပတ်တာဒါရီရောခန်းစားတဲ့တည်းဒါကြောင့်အနေတိုင်းယူဆိုင်ပါတော့ အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမဲ့တပတ်တာလို့မြင်ပါတယ်။ကိုလှုပ်ဆောင်ရမယ့်ကိစ္စရည်ဒီအစီအစဉ်တကြနဲ့ပုံစံလေးချပြီးတော့လှုပ်ဆောင်နိုင်မယ့်ထင်မှာပါပါလိမ့်။ဆိုင်းရဆိုင်းနဲ့ပတ်သက်တာစာချုပ်ဆိုင်းနဲ့ပတ်သက်ပြီးတော့ချုပ်ဆိုတဲ့ကိစ္စလက်မှတ်ထိုးတဲ့ကိစ္စမှာအမှားအယွင်းလေးတွေဖြစ်တဲ့တည်းဒါလေးကိုတော့သတိထားပါနော်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်။ထီထူးကံဆန်းခြင်းနဲ့ဆိုရင်တော့ငါးတလုံးထီထူးကံဆန်းလို့ရပါတယ်။ ဝေးကြီးကိစ္စတွေခေါင်းရှုပ်ရတယ်။အဲ့ဒါကရရင်ရှိတာရောပေးရင်ရှိတာရောအင်မတန်ခေါင်းပူနေတဲ့ခေါင်းရှုပ်နေတယ်လို့တွေ့ရပါတယ်။အခုနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာခြုံငုံပြီးကြည့်လိုက်တဲ့အခါအတိုက်ခံနေကြတယ်ဖောက်ထွက်ပြီးအောင်မြင်စင်ပဲတပတ်တာလို့မြင်နေပါတယ်။ဒီတော့အင်္ဂါသားသမီးချင်းပိဆွေတွေကန်ထောက်ဖက်ဖြစ်စီတဲ့ယနေ့ကောင်းလေးဆရာမပေးချင်ပါတယ်။အင်္ဂါသာသမီးချင်းပိဆွေပြုလို့ဆောင်ရမယ့်ယရေရာကမိမိနေအင်္ဂါဖျားမှာ ထမင်းနေပြောင်းမှုကြုံနေစက်ကတူတန်းချင်းဖြစ်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လေသွားမေးလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။9ရက်9လ2025မှာ17ရက်9လ2025တပတ်တာဗုဒ္ဓဟူးသားသမီးချင်းပြည်စုရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးမှာဖြစ်ပါတယ်ရှင်။ဘုဒ္ဓဘာသာတမိချမိဆွေအလုံးနဲ့ပတ်သက်ပြီးတော့ပြဿနာနေနေရှိတယ်ဒီလူဆိုင်ပါတော့အထက်လူကြီးအကြီးအကဲများရဲ့ညှိုးတော်ခံတတ်ပါတယ်ဒါကြောင့်တတိထားပါတာဝန်ကြီးရဲ့ပစ္စည်းတွေထွက်တတ်ပါတယ်အရေးကြီးသော ဆောင်ရွက်စာနဲ့များပျောက်ကြပါလေယူဆိုင်ပါနော်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အဖက်ဖက်ကနေအကူအညီကောင်းလေးတွေထောက်ပံ့ကောင်းလေးတွေရဖို့ရှိပါတယ်မြေကိစ္စအငွေနှစ်နဲ့ပတ်သက်တဲ့ကိစ္စရည်တွေစကားပြောဆိုတဲ့အခါအောင်မြင်စေဖက်တပတ်တာပါအိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့အဆင်ပြေပါမယ်။အိမ်အယောင်းဝယ်လုပ်တာ၊အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ငှားတာ၊နောက်အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ပြင်တာ၊အိမ်ဆောက်တာဒီလိုကိစ္စလေးဆောင်ရွက်တဲ့အခါမှာအဆင်ပြေအောင်မြင်စေဖက်တပတ်တာပါ။ဆွေမျိုးသားချင်းစီကနိုင်ရေးတရင်ကြီးချတာတပါလေ။ ရန်အနေနဲ့တိုက်ခိုက်ရှိနေတဲ့ဂိမ်းဆိုင်ပါနော်မိမိသွားတယ်လာတဲ့နေရာပြောဆိုတဲ့အခါမှာပို့ပြီးတော့သတိလေးထားစေချင်ပါတယ်ကျမရင်းနဲ့ပတ်သက်ပြီးတော့စူးစူးရှိတဲ့ဂိမ်းဆိုင်ပါနော်စီးဥစီကန်တွေပြရတဲ့တည်းအချင်းချင်းခါခါပြနေရတယ်တခါတည်းမပြတာမျိုးလေးဖြစ်တဲ့တည်းပို့ပြီးတော့ငွေကုန်တာမျိုးလေးလည်းကျွမ်းဝတ်တက်ပါတယ်အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့မိမိကိုယ်တိုင်အပြင်ကိုအချီးကဲတွေအတွက်ပူပန်နေရမယ်လို့တွေ့ရပါတယ် ကံနဲ့ပတ်သက်ပြီးတော့ကံအားကောင်းနေပါတယ်။ထီထူးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ခုနှစ်တလုံးထီထူးကန်ဆန်းလို့ရပါတယ်။ငွေကြီးကိစ္စကြီးစကားပြောဆိုတဲ့အခါမှာအစီအပြေလာပါလိမ့်မယ်။အဲ့တော့ငွေကြီးစကားပြောဆိုပြီးဆိုရင်မိမိအနေနဲ့အဆောင်ကောင်းလေးဆောင်သွားပြီးမှပြောဆိုရဲဆိုရင်ပို့ပြီးတော့ထည့်ရောက်ပါတယ်။အဲ့ဒါကတော့ဗာလိဆောင်သွားမှလည်းဆိုရင်မိမိရဲ့ပတ်စံအိတ်ထဲမှာငွေတစ်ထောင်နဲ့အတစ်ကလေးတစ်ရွက်ကိုရင်းမွေးလေးဆွပြီးတော့ဆောင်သွားရင်ငွေကြီးကိစ္စစကားပြောဆိုတဲ့အခါအစီအပြေစီပါလိမ့်။ ကန်နဲ့ပတ်သက်ပြီးတော့ကန်အားကောင်းနေပါတယ်။ထီကူထီတို့ကန်ဆန်းခြင်းနဲ့ဆိုတော့နှစ်တလုံးထီတို့ကန်ဆန်းလို့ရပါတယ်။လည်းလာပါလေပွန်လန်းစင်ပဲတပတ်တာလို့တွေ့ရပါတယ်အဲ့တော့အားလုံးကိုချုံကုန်ပြီးတော့ဆရာမကြည့်လိုက်တဲ့အခါမှာဒီတပတ်လုံးကိုကြည့်လိုက်တာဘုဒ္ဓဦးသားသမီးတွေမိမိကအကျမကြီးနဲ့ပတ်သက်တဲ့ဝေဒနာလေးကိုပို၍ပြုဆိုင်စီခြင်းပါတယ်ဒီတော့ကံထောက်ပတ်ဖြစ်စေရေရာကောင်းလေးဆရာမပေးခြင်းပါတယ် ဗုဒ္ဓဒါသမိချင်းမိတ်ဆွေပြုလုပ်ဆောင်ရွက်မယ့်ယနေ့ကကြောင်ကလေးတွေကိုအစာဝဝလေးလေးကျွေးပြီးတော့ပုတူယူခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာပြည်လေသွားမယ့်လို့တွေးရပါတယ်ရှင်။မင်္ဂလာပါရှင်။9ရက်9လ2015မှာ17ရက်9လ2015တပတ်တာကြာသာပရိဒါသမိချင်းမိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်။ကြာသာပရိဒါသမိချင်းမိတ်ဆွေအလုပ်မှာမိမိအနေနဲ့ တကယ်လို့ဆောင်နေတဲ့အခါမှာအခက်အခဲတွေကြုံရတယ်ဆိုပေမဲ့အောင်မြင်မှုတွေကိုရရှိစေမယ့်တပတ်တာလို့မြင်နေပါတယ်။တန်ဖိုးကြီးသောပစ္စည်းများဝင်လာမစင်းရောက်ရှိလာမှာပဲတွေ့ရပါတယ်။မိစေပေါင်းတဲ့ပတ်သက်ပြီးတော့ချစ်သူခင်သူတွေပေါ်လာမယ့်တပတ်တာပါ။ အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်များစီစဉ်ညွှန်ကြားတဲ့အခါအစီအပြေပင်းအောင်မြင်စီပင်းမိမိအနေနဲ့အိမ်ဝဲချင်တာလားအိမ်ရောက်ချင်တာလားဒီလိုကိစ္စတွေစကားပြောဆိုတဲ့အခါမှာလည်းကိုပြောတဲ့အတိုင်းပဲနှုတ်ကလည်းအာဝဇင်းရွှေပြီးတော့မှတိတိယယောက်ပြောနိုင်တယ်လို့တွေ့ရပါတယ်စီဝဒစီစီရတရေကောင်းတွေကြားတက်ပါလေအကူကြီးကောင်းတွေထောက်ပံ့ကောင်းတွေရရှိစီမဲ့တပတ်တာလို့မြင်ပါတယ်ရဲအရင်ရဲ့အတိုက်ခိုက်လုံးဝမရှိပါဘူးရှင် အချီးနဲ့ပတ်သက်ပြီးတော့မျက်နှာအလွန်ပွင့်လန်းနေပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းသာယာတော့အိမ်တော်ကြီးလို့မြင်နေပါတယ်။ကျမကြီးရဲ့ပတ်သက်ရတော့ view site ပါအထိုက်အထမကောင်းတာလေးတွေဖြစ်တတ်ပါတယ်အဲ့တော့အဓိကတော့ခါချောညက်တာနောက်ပြီးတော့တင်းမဆုံချောညက်တာလေးတွေကိုတတိထားပေးပါနော်အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့မိမိထက်သူတစ်ပါးကိစ္စတွေကိုအမြဲတမ်းပုံပန်နေရတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မလို့မအေးချမ်းသေးဘူးလို့တွေ့ရပါတယ် ကံနဲ့ပတ်သက်ရင်တော့ကံအားနေပါလေဒုပေမဲ့ဒီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ကိုးတလုံးကိုဒီထိုးကန်ဆန်းလို့ရပါတယ်။ငွေကြီးလလာပါများပွင့်လန်းစီပဲတပတ်တာရှင်လန်းစီပဲတပတ်တာမပြုံလီသောငွေအစုလိုက်ပုံလိုက်ရဖို့လည်းတွေ့ရရပါတယ်။အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်စရာလေးခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိသည် ကိုပါလေးပဲလုံတော့ကိုလုံးတဲ့ကိစ္စရဲ့တိုင်းမှာအဖက်ဖက်ကနေကိုညီကောင်ထောက်ပံ့ကောင်တွေရဖို့တော့ရှိတယ်။ဒို့ပင်ပဲကိုကလုံလိုက်တော့မေးဆိုတာနဲ့အဖက်ပေါင်းစုံပေါ်လာတတ်ပါတယ်။ဒါတော့ဘလို့အဖက်မျိုးပဲရှိနေပါစေဘလို့အခက်ခဲမျိုးပဲရှိနေပါစေလုံဆီယာရှိတဲ့ကိစ္စကိုဒီဇိုင်းမဘက်ကလေးလုံဆောင်သွားမယ်ဆိုရင်ပို့ပြီးတော့အောင်မြင်စင်ပဲတပတ်တာပါ။ဒီတော့ဂျာတာဘေးကာသမီချင်းပြည့်စွေတွေကန်ထောက်ပံ့ပြည့်စည်တဲ့ရေတရာကောင်းလေးဆံမပေးချင်ပါသေးတယ်။ ဇာတာပိသားသမီးချင်းမိဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရာလေးကမိမိရဲ့အိမ်ဖျားတော်၎င်းဝေးနေတော်၎င်းထီးပြူအသေးလေးတွေငါးလက်လူတန်းချင်းဖြင့်ခက်ခဲနေသောတပတ်တာပြည်လေသွားမိတို့တွေ့ရပါလိမ့်ရှင်။မင်္ဂလာပါရှင်။9ရက်9လ2015မှာ17ရက်9လ2015တပတ်တာတောက်ကြားသားသမီးချင်းမိဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါလိမ့်ရှင်။ တောက်ကြသားပြီးချင်းပြီးဆွေအင်မတန်မှအလုတ်ကံတွေကောင်းနေပါတယ်အလုတ်မရသေးတဲ့သူကလည်းအလုတ်ရဖို့ရှိနေပါတယ်ငွေကြီးကိစ္စလေးတွေလည်းအဆင်ပြေပဲတပတ်တာလို့မြင်နေပါတယ်တံမိုးကြီးသောပြည်စီများဝင်လာဖို့ရှိနေပါတယ်ခရီးကံတွေရန်ကောင်းနေတယ်မမျော်လင့်သောခရီးလေးတွေသွားတတ်တယ်အဲ့ဒီခရီးဟာပျော်ရွှင်ဝယ်ရာခရီးဖြစ်တတ်ပါတယ်အေးကိစ္စရေးစီစဉ်ရတဲ့အခါမှာခေါင်းရှုပ်ဆရာအာယုန်နောက်ဆရာလေးဂျုံရတတ်ပါတယ် ရဲအနီရဲ့တိုက်ခိုက်လုံးဝလုံးဝမတွေ့ရပါဘူးရှင်။အချီးနဲ့ပတ်သက်ပြီးတော့အချစ်တတီတူလာတတီမျက်နှာအရင်ပွေနေတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်အီးချမ်းတာယာတော့အိမ်တော်ကြီးတို့မြင်နေပါတယ်။ကျမကြီးနဲ့ပတ်သက်တော့ဘီယူဆိုင်ပါအဓိကတော့ကျမကြီးကကိုလက် နိုင်ချေကြိုက်ခဲ့တဲ့ဝေဒနာလေးခံစားရတဲ့ပါလေအေးချမ်းမှုညေးချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့ဘာလိပဲလို့လို့အမြဲတမ်းတဲတိရေပိုလေးတွေလောက်ရတာမျိုးလေးဖြစ်တဲ့ပါလေ ကန်နဲ့ပတ်သက်ရင်တော့အားနေပါတယ်။ဒါ့ပြင်ပဲထီထိုးကန်ဆဲခြင်းနဲ့ဆိုရင်တော့ရှစ်တလုံးထီထိုးကန်ဆဲလို့ရပါတယ်။ငွေကြီးလက်လာပါများပွလန်းလာမယ်။ဒါ့ပြင်ပဲပြည်ပြည်လက်ထဲမှာငွေမပြဲတာမျိုးလေးဖြစ်တတ်တယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာချုပ်ကိုပြီးကြည့်လိုက်တဲ့အခါကိုကိုတိုင်းကလည်းပဲတစ်ဖက်သူကိုပြောတာဆိုတာလေးတွေမှာနည်းနည်းသတိထားပါမိမိရဲ့အပြောဆိုလေးတွေကြောင့်တစ်ဖက်သူကမိမိကိုတန်တရားဝင်တာနောက်အထင်မြင်မှားတာမျိုးလေးခံတတ်ပါတယ်။ဒီတော့အကန်ထောက်ဖက်ဖြစ်စီတဲ့ ကြရာကောင်းလေးကိုဆရာမပေးချင်ပါတယ်။ကြောက်ကြသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်ကြရာကအိမ်နာပတ်ဝန်းကျင်မှာရှိနေတဲ့တကြီးရွယ်ဦးတွေကိုစီးဝါတက်စာလူတန်းချင်းဖြင့်မိမိကဲကဲနေသောတပတ်တာ အလုံးစုံပြည့်လည်သွားဖိတ်တွေ့ရပါလိမ့်ရှင်။မင်္ဂလာပါရှင်9ရက်9လ2025မှာ7ရက်9လ2025တပတ်တာ စနေသားသမီးချင်းမိတ်ဆွေရဲ့လုပ်ငန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင် စရိသားသမီးချင်းပြီဆိုရင်အလုတ်ကိုင်းတွေအင်ဗတန်မှကောင်းနေပါတယ်။နာမည်ကုန်တရင်တွေတက်ပက်တပက်တာလို့လည်းတွေ့ရပါတယ်။တန်မိုးကြီးသောပြည်စီများဝင်လာဖို့ရှိနေပါတယ်။မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစရာတရင်များခြံရတတ်ပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့ဆိတ်ရှုပ်စရာတွေကြုံရတတ်ပါတယ်။ရှင်မျိုးသားချင်းစီမှအကူညီကောင်းတွေထောက်ပံ့ကောင်းတွေကြံ့ကြံ့ကောင်းတွေရရှိစေမယ့်တပတ်တာပါ ရန်အနေနဲ့လုံးဝလုံးဝမတရားပါဘူးရှင်မိမိအနေနဲ့ရန်အတိုက်အခံမရှိရပြီးချစ်သူခင်သူပေါ်လာပဲတပတ်တာလို့တွေ့ရပါတယ်အချီးနဲ့ပတ်သက်ပြီးတော့အင်တာမမျက်နှာတွေပွင့်နေတဲ့ဆန်းပွင့်နေတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာရသောအိမ်တော်ကြီးလို့မြင်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဂိမ်းစိတ်ပါလက်တချမ်းဟာခန္ဓာကိုယ်တချမ်းပေါ့နော်ခန္ဓာကိုယ်တချမ်းရဲ့အဲဒီလက်တစ်ဖက်ဟာကိုက်ခင်းနာကျင်နေတဲ့ဝေဒနာမျိုးတွေခံစားရတတ်ပါတယ် အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့အရာရာမှာကိုတီဥဆောင်နေရတာကိုတီလုံဆောင်နေရတယ်ဘာလေးပဲဖြစ်ဖြစ်ဥစည်းနေရတဲ့သူဆိုရင်ပို့ပြီးတော့မှပင်ပန်းစရာတွေတစ်ခုပြီးတစ်ခုကြုံရတတ်ပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်။ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့သုံးတလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ငွေကြီးလက်လာပါများပွင့်လန်းစီပဲတပတ်တာရှင်လန်းစီပဲတပတ်တာလို့မြင်ပါတယ်။ကံနဲ့ပတ်သက်တဲ့ငွေတွေအစုလိုက်ပုံလိုက်ဝင်လာမယ်လို့တွေ့ရပါတယ်။ အောင်းနဲ့ပတ်သက်ပြီးတော့ပူပိုင်စရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိသည်ကိုလုံးနေတန်လန်းနေကိုကမိသားစုအတွက်အလုပ်လုပ်နေတယ်ဒါပေမဲ့မိသားစုအတွက်ငွေချေးကိစ္စပြောဆိုနေရတယ်ဒီလိုကိစ္စရဲ့မျိုးမှာတစ်ခါတည်းတစ်ချိန်တည်းမပြီးဘဲနဲ့အချိန်ချင်းခါခါလှုပ်ဆောင်နေရတာမျိုးတွေတော့ကျင့်ဝတ်တပါတယ်ဒီတော့စနေသားသမီးချင်းမိတ်ဆွေတို့အတွက်ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရည်အကောင်းလေးဆရာမပေးချင်ပါသေးတယ်စနေသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်ရည်ရည်က မိမိနေအိမ်ကဖျားမှာတာကူချိုတပကံလူတိုင်းချင်းဖြင့်ခက်ခဲနေသောတပတ်တာ အလုံးစုံပြည့်လည်သောမေးလူတွေ့ရပါတယ်ရှင်